ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ အခုချိန်မှာယူဆက်ခွန်အမျိုးသားကဘာဖလားပြိုင်ပွဲလဲကျင်းပနေပါတယ်အမျိုးသားကဘာဖလားပြိုင်ပွဲနော်ယူဆက်ခွန်အမျိုးသမီးကဘာဖလားပြိုင်ပွဲကိုတော့မော်ရိုကိုနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပပေးနေတာဖြစ်ပါတယ်ယူဆက်ခွန်အမျိုးသားကဘာဖလားပြိုင်ပွဲကိုတော့ကာတာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပပေးနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေရာမှာထူးခြားချက်တစ်ခုကိုပြောချင်ပါတယ်ယူဆက်ခွန်အမျိုးသမီးကဘာဖလားပြိုင်ပွဲမှာလက်ရှိချန်ပီယံဖြစ်ထားတဲ့မြောက်ကိုရီးယားအသင်းက final ကိုတက်လာရောက်ရှိသွားပြီး မနက်ဖြန်နော်မာလာရှိရဲ့နေ့မှာနောက်ကိုရီးယားယူဆက်ခွန်မျိုးသမီးတင်ကနယ်သာလန်ယူဆက်ခွန်မျိုးသမီးတင်နဲ့ဖိုင်နယ်ပွဲကစားရမယ်။အခုကာတာနယ်ယာမှာကျင်းပနေတဲ့ယူဆက်ခွန်အမျိုးသားကမ္ဘာဖလားတိုင်ပွဲမှာလည်းမြောက်ကိုရီးယားအမျိုးသားတင်ကစောင့်ကြည့်ကြင်စရာကောင်းနေတယ်ခင်ဗျ။ယူဆက်ခွန်မျိုးသားကမ္ဘာဖလားတိုင်ပွဲကတော့အုပ်စုဒုတိယပွဲစဉ်တွေကိုမနေ့ကမှစပြီးတော့ကျင်းပတာဖြစ်ပါတယ်။လက်ရှိမှာတော့အုပ်စုပထမပွဲစဉ်တွေအုပ်စုဖွင့်ပွဲစဉ်တွေပြီးသွားပြီပေါ့လေ။အဲ့ဒီပွဲစဉ်တွေကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်မြောက်ကိုရီးယားယူဆက်ခွန်မျိုးသားအသင်းက အုပ်စုဖွဲ့ဘက်မှအယ်ဖာဘီတိုနဲ့တွေ့ခဲ့တယ်။ဒီပွဲမှာမြောက်ကိုရီးယား၅ဂိုးဂိုးမရှိဆွဲကြလနဲ့ဂိုးပြအနိုင်ရခဲ့တာဖြစ်ပါတယ်ခင်ဗျ။မြောက်ကိုရီးယားဟာရွှေစောမိုင်းဆိုင်ရာတော်တော်ကိုအသာစီးရကစားပြီးတော့အယ်ဖာဘီတိုကိုစိတ်ကြိုက်ပေါင်းနေကစားသွားတာဖြစ်ပါတယ်။ဒီတော့ယူဆက်ကုံမြို့သားကဘာဖလားပြန်မှမှာလဲ။မြောက်ကိုရီးယားကပရိသတ်စိတ်ဝင်စားစရာထရိတ်မတ်တစ်ခုဖြစ်လာလေဦးမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြကောင်းနေပါတယ်ခင်ဗျ။ပြီးတော့အာဆီယံကိုကိုးစားပြုတဲ့အင်ဒိုနီးရှားအသင်း အင်ဒိုနီးရှားလည်းအုပ်စုဖွဲ့ဘက်မှာရှေ့ဆန်းပြနိုင်ခဲ့တယ်ဒါပေမဲ့ရလက်ကတော့ဆိုးသွားတယ်သူကဇမ်ဘီယာကို၃ခုတခုနဲ့ရှုံးတာရှေ့ဆန်းကတော့လုံးဝမရှုံးခဲ့ဘူးနော်အင်ဒိုနီးရှားအသင်းမှာအဲမွေးစားသားရောပါတယ်ပေါ့လေကစားကပိုင်ဆိုင်ရာမှာဇမ်ဘီယာကသာတယ်ဘာမှအားနေသွားလဲဆိုတော့ညံနှုံးရယ်တိုးအားရယ်မာကုံရယ်ခင်ဗျအဲ့မှာအင်ဒိုနီးရှားအားနေချက်တွေဖြစ်ပေါ်သွားခဲ့တယ်ဇမ်ဘီယာအာဖရိကအသင်းဖြစ်သလိုမမထန်တန်ကစားနိုင်တယ်တွန်းဝန်းတက်တဲ့ကစားနိုင်တယ် ပြီးတော့တောင်ပန်ကနေပြေးအားအရန်ကောင်းတယ်ခင်ဗျအင်ဒိုနီးရှားကပွဲစား12မိနစ်မှာတင်ဂိုလီရဲ့သွင်းကုန်းနဲ့အတူဇမ်ဘီယာကိုဥဆောင်နိုင်ခဲ့သေးတယ်ဒါပေမဲ့သူတို့အားနည်းချက်ဖြစ်သွားတာကဇမ်ဘီယာရဲ့တိုက်စစ်တောင်ပန်ကကျောင်းနံပါတ်21ကိုမထိနိုင်ခဲ့ဘူးဒီတော့ကျောင်းနံပါတ်21ကဘောလုံးတယ်ပြေးတယ်တဖြည်းဖြည်းအတိုးလုံးတွေကစားရင်းနဲ့သူ့ရဲ့ cross ball ဖြတ်တင်ဘောတွေကနေအင်ဒိုနီးရှားဂိုလီရဲ့ကိုရောက်လာတယ်အဲ့ဒီအရင်တစ်ဆင့်တချို့ကစားသမားတွေကပြန်ပြီးတော့ရှေးပါဂိုးတွေ အနိုင်ကိုတွင်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဇမ်ဘီယာအတွက်ညီယွန်ကော35မိနစ်မှာရှေ့ပါကိုတွင်တယ်38မိနစ်မှာဒုတိယကိုထပ်သွင်းပေးလိုက်တယ်ပြီးတော့ပွဲကစားချိန်40မိနစ်အရောက်မှာအန်ဝါလီကတတိယကိုထပ်သွင်းပေးလိုက်တာဖြစ်ပါတယ်ခင်ဗျဒီတော့အင်ဒိုနီးရှားကအုပ်စုဖုံးပေါ်မှာရှုံထားတယ်နောက်ကိုရီးယားကတော့ငါးကိုကိုမရှိနဲ့ယူဆက်ကွန်ပျူတာကိုဖလားပြန်မှာလဲအုပ်စုဖွင့်ဖလားပါထားတယ်ဒီနေ့မှာတော့အင်ဒိုနီးရှားနဲ့နောက်ကိုရီးယားတို့သူတို့ကအုပ်စုဒုတိယပွဲစဉ်တွေရှင်းပြကစားရမယ်ခင်ဗျ အင်ဒိုနီးရှားကအုပ်စုမှာဘယ်သင်းနဲ့ကြာနေလဲဆိုတော့ဘရာဇီးဇမ်ဘီယာဟွန်ဒူရက်စ်ဒီသင်းနဲ့တောက်စုတွေကြာနေတယ်ဒီနေ့မှာအင်ဒိုနီးရှားကဘရာဇီးနဲ့ကစားရမယ်ခင်ဗျအုပ်စုဒုတိယပွဲစဉ်ပေါ့လေဘရာဇီးကအုပ်စုဖွင့်ပွဲစဉ်မှာဟွန်ဒူရက်စ်ကို9ဂိုးဂိုးမရှိနဲ့ဂိုးပြတ်နိုင်ထားတယ်မြောက်ကိုရီးယားယူဆက်ကွန်အမျိုးသားအသင်းကဒီညမှာအုပ်စုဒုတိယပွဲကိုသူကဂျာမနီနဲ့ကစားရမယ်ဂျာမနီကအုပ်စုအဖွဲ့ပွဲမှာကိုလံဘီယာနဲ့တကိုးစီပေးကြခဲ့တယ်ခင်ဗျ ဒီအုပ်စုကိုကြည့်လိုက်မယ်ဆိုရင်တော့မြောက်ကိုရီးယားကဂျာမနီ၊အဆာဘီတိုနဲ့ကိုလံဘီယာတို့ကိုရင်ဆိုင်ကစားဖို့ရှိနေပါတယ်။ဒီတော့ယူဆက်ခွန်မြောက်ကိုရီးယားအမျိုးသားအသင်းဟာလည်းယူဆက်ခွန်မြောက်ကိုရီးယားအမျိုးသမီးအသင်းလို့ယူဆက်ခွန်အမျိုးသားကမ္ဘာဖလားပြိုင်ပွဲမှာအစွမ်းထုတ်ပြလာလိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခွာတော့မှာပဲဖြစ်ပါတော့ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။